င်္ဂလာပါရှင်။ဘာမခိတဲ့သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစာပေနောက်ဆုံးရသတင်းများကိုဆက်လက်ဆင်ခင်တင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းအနေနဲ့တရုတ်ကုမင်းဆွေးနွေးပွဲတွင်နောက်ဆုံးကြောင်းမဲတီဘောမိုမိတ်နှင့်မိုးကုတ်မြို့နယ်တို့မှ TNL တက်များပြန်လည်ဆုတ်ခွာရင်စစ်ကောင်စီတောင်းဆိုမှု TNL ကပယ်ချ ကိုကန့် MNDA ကဲ့သို့ TNL ကိုလှုပ်ဆောင်ရင်တရုတ်ကဆွတ်ဖက်နေဆိုတဲ့သတင်းပဲဖြစ်ပါရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNL ကတိမ့်ပိုက်ထားသောနောင်ချိုကြောင့်မဲတေဘောမူမိတ်မိုးကုံမြို့နယ်တို့မှ TNL တက်များပြန်လည်ဆုတ်ခွာရန်စကောင်းစီတောင်းဆိုမှုကို TNL ကပယ်ချလိုက်ကြောင်းယနေ့သတင်းထုတ်ပြန်သည်။တရုတ်နိုင်ငံ၏ဂျာဝင်မှုဖြင့်ဧပြီလ28ရက်နေ့နှင့်ဧပြီလ29ရက်တွင်စစ်ကောင်စီကိုဆလဲနှင့် TNL မှဒုတိယဗိုလ်ချုပ်ကြီးတာချုပ်ကြားဦးဆောင်သည့်ကိုဆလဲအဖွဲ့တို့တွေ့ဆုံခဲ့ကြောင်း TNL င်းလေးတက်များအနေဖြင့်အနောင်ချိုကြောင့်မဲတီဘောမိုးကုတ်မိုးမိတ်ဆောင်သောဒေသများမှာပလောင်ကိုဝိုင်းအုပ်ချုပ်ခွင့်ရဒေသဖြစ်သည့်နန်ဆန်နှင့်မန်တုံမြို့နှင့်အတွင်းထီတို့ပြည်လီစုပ်ခွာရင်စစ်ကောင်စီကတောင်းဆိုလာကြောင်းအဆိုပါတောင်းဆိုချက်ကို TNL ကိုစလဲများကသဘောမတူနိုင်သဖြင့်နှစ်ဖက်အပြန်လန်ဆွေးနွေးမှုထက်စစ်မတူနိုင်နေပေနှစ်ဖက်အပြစ်ကတ်ရဲစဲနိုင်ရန်အတွက်လာမည့်ဩဂုတ်လတွင်ထပ်မံတွေ့ဆုံရန်သဘောတူခဲ့ကြကြောင်းသိရှိရသည်စစ်ကောင်စီကလေကြောင်းမှပုံကျဲခြင်းလက်နက်ကြီးများပြစ်ခတ်ခြင်းဒရုန်းများဖြင့်တိုက်ခိုက်ခြင်းထိုးစ စ်စင်ရင်စသည့်ပြစ်ခတ်တိုက်ခိုက်မှုအလုံးရတရန်တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရန်ဒေသတည်ငြိမ်အေးချမ်းရန်တရုတ်ကကြောင်းဝင်ခြင်းဖြစ်ကြောင်းသိရှိရသည် TNL ကိုလည်းကိုကန်တပ်ဖွဲ့ MNDA ကဲ့သို့တဆင့်တိုးအပြစ်ခတ်ရစေးပြုလုပ်နိုင်ရန်အတွက်တရုတ်နိုင်ငံထူးကိုယ်စားလှယ် Mr. တိန့်ရှိချင်းကကမကထပြုအလေးထားကြိုးပမ်းပြီးနှစ်ဖက်တွေ့ဆုံမှုများအလင်းမြန်တိုးတက်လာစေရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း TNL ကသတင်းထုတ်ပြန်သည် ဆလဘီညောင်လေးပင်မြို့နယ်ပစောမြောင်းကျေးရွာရှိအနေအများကိုဖောက်တွင်းခိုးယူပြစီနေသောစစ်ကောင်စီတပ်သားများကိုအဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှ၃ပြင်းထန်ဒဏ်ရာရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ပဲခူးတိုင်းညောင်လေးပင်မြို့နယ်ပစောမြောင်ကျေးရွာရှိနေမြောင်ကိုဖောက်တွင်းခိုးယူဖြက်ဆီးနေသောအစံဖက်ဆက်ကားစေးတက်သားများကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ်မှသုံးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းမင်းကစစ်ကြောင်းမှတောင်းရှိသူတို့ကရန်ကုန်ခေတ်တည်ထင်ဌာနတန်းသူပြောဆိုသည်မေလ၁ရက်နေ့နနက်7:55မိနစ်ခန့်တွင်ညောင်လေးပင်မြို့နယ်ပစောမြောင်ကျေးရွာရှိပြည်သူပိုင်းနေမြောင်ကိုဖောက်တွင်းခိုးယူဖြက်ဆီးနေသောအစံဖက်ဆက်ကားစေးတက်သားများကိုမင်းကစစ်ကြောင်းတိုက်ခင်းအဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲဖြစ် ွားခဲ့ကြောင်းသိရသည်စစ်ခွေးတွေကယာရဲမှတက်ဆဲပြီးပြည်သူပိုင်းနေနေကိုဖောက်ထွင်းခွေယူနေတာတန်ရန်ရစစ်ခွေး၃အခြေအနေနဲ့ကြံထိခိုက်မှုနောက်ဆက်တွဲအတိအကျမသိရသေးပါဘူး၃စလုံးတန်ရပြင်းထန်နေလို့ကြားသိရပါတယ်တိုက်ပွဲကတော့ဆက်ဖြစ်နိုင်နေရွာရဲမှာတော့ပြည်သူတွေမနေတာကြားပါပြီးဟုမိနကစစ်ကြောင်းမှတောင်းရှိသူတို့ကပြောဆိုသည် အလားတူမွန်ဒေးဆန်နိုင်ခန့်တွင်ပစုံမြောင်ကျေးရွာစဲတလေးပိုင်းတွင်ဂျမ်းမတ်စစ်ကောင်စီတပ်ကထိုးစစ်ဆင်ပြီးစာတင်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ပြင်အပြန်လည်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းရှင်းတိုက်ပွဲတွင်ညောင်လေးပင်မြို့ရှိဂျမ်းမတ်စစ်ကောင်စီတပ်က120မမလက်နက်ကြီးနှလုံးမြင့်ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည် ထိုတီတွေတိုက်ပွဲနှစ်ကြိမ်တွင်ဂျမ်ဘတ်စစ်ကားစီတပ်သားတုံအပြင်းထန်ဒဏ်ရာရရှိခဲ့ကနောက်ဆက်တွဲသတင်းသိရှိနိုင်ရန်စုံစမ်းစစ်ဆေးနေစေဖြစ်ကြောင်းတော်လိုင်းတပ်ဖွဲ့ဝင်များအထူးအခမ်းရှိပြင်လင်းဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်ဆလတ်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့မန္တလေးတွင်ပေါ်တာဆွဲခံဖမ်းဆီးရပြီးအတင်းကျပ်စစ်ထဲအတွင်ခံရသောခမရ139တိုင်ရင်မှာစစ်မှုရန်အပတ်စဉ်ကတနန်းစင်တပ်သားတို့အလင်းဝင်ဆိုတဲ့သတင်းပဲဖြစ်ပါရှင်မန္တလေးတွင်ပေါ်တာဆွဲဖမ်းဆီးခံရပြီးစစ်မှုရန်တပ်သားဖြစ်အတင်းက ချက်စတဲ့အသွင်ခံရသောပသိမ်ကြီးမြို့နယ်ခမရ139တိုင်ရင်မှစစ်မှုရန်တသားတဲ့တို့အလင်းဝင်လာကြောင်းဘောင်မရီဗလူရှင်းရိန်ဂျာစ်မှတရင်နှင့်ပြန်ကြားတာငံတီမူကရှန်ကုန်ခေတ်တဲ့တရင်ဌာနတန်တို့ပြောဆိုသည်မေလာတရက်နေ့ပသိမ်ကြီးမြို့နယ်ခမရ139တိုင်ရင်မှစစ်မှုရန်တသားတဲ့တို့သည်ဘောင်မရီဗလူရှင်းရိန်ဂျာစ်တပ်ဖွဲ့သို့ဆက်သွယ်အကူအညီတောင်းခံလာ၍တွားရောက်ခေါ်ဆောင်ခဲ့ရကြောင်းအဆိုပါလင်းဝင်လာသောတသားတဲ့တို့သည်စစ်မှုရန်ပတ်စဲ9မှဖြစ်ပြီးလက်ရှိချိန်တွင်တော်လင်းတပ်ဖွဲ့များကကောင်းမွန် ှုစွာထိန်းသိမ်းဆောင်ရှောက်ထားကြောင်းသိရှိရသည် လက်နက်ခဲရဲမပါပါဘူးစာတီးနဲ့အမီကတော့မိသားစုလုံးချုံရဲ့အရာပြောပြလို့မဖြစ်ပါဘူးသူကမန္တလေးမှာပဲပေါ်တာဆွဲခံခဲ့ရတာပါသူရဲ့စာတီးကတော့အခြားမျိုးကပါတကြံရက်ကလေးကကျွန်တော်တို့တော့ခေါ်ရတာပါလမ်းကြောင်းခက်ခဲရှိရနဲ့ဂျာနီလိုမေလာတရက်နေ့မှာကျွန်တော်တို့ဌာနေကိုရောက်တာပါစစ်မှုရန်တင်တန်းကိုတော့ရက်ဆောက်ဘာတူရကတတင်မှာတက်ခဲ့တာပါစကစတတရီယောရှဲရီယောပြူစောတီရီယောပေါ့နော်မင်းအွန်လိုင်းအတွက်ကိုယ့်အသက်ကိုအသိမခံမင်းနဲ့အမြင်မှန်ရကပြည်သူဘက်ကိုဗတ်ပြောင်းခုလုံဖို့ပြောချင်ပါ တွေကို Bomber Revolution Rangers မှတင်းနဲ့ပြန်ကြားရေးတောင်းငန်ကိုဒီမိုက ပြောဆိုသည်စစ်ကောင်စီတပ်သားများရဲနေပြူစောထင်းများအပါအဝင်နောက်တပ်စစ်တပ်နောက်လိုက်များအနေဖြင့်တော်လိုင်းတပ်ဖွဲ့များနဲ့အမြန်ဆုံးပူးပေါင်းကြပါရန်နီးစင်ရတော်လိုင်းတပ်ဖွဲ့များထံတွင်လာရောက်ခိုးလုံကြပါရန် Burma Revolution Rangers တပ်ဖွဲ့ကအသေးပေးနှိုးဆော်ထားသည်ပြည်သူလူထုနေဖြင့်လေးချောင်းတရင်များကိုတရီပြုတ်ကျူဆိုင်ကြရန်မြေပြင်စစ်ကြောင်းတရင်များကိုလည်းအမြဲတရီပြုတ်ကြရန်နှင့်အစံဘက်စစ်ကောင်စီတပ်သားများအနီးနားတွင်တော်လာနေထိုင်ခြင်းမပြုလို့ရန် Burma Revolution Rangers မှတရင်နှင့်ပြင်ကြားတာငန်တီမှုကအသေးပေးပြောဆိုသည်ဆလဘီအပြည့်ရက်ကလစစ်ကောင်စီပြစ်ခတ်တိုက်ခိုက်မှုငလျင်တဲ့ဒေသများပအဝင်ဆွေးနွေးခြင်းကိုတင်ဆက်ပေးပါမယ်ရှင် လင်ကယ်ဆယ်ရေးလုပ်ငန်းများနဲ့ပြည်လင်းထူထောင်ရေးလုပ်ငန်းများကြောင့်အနာသိန်းဆက်ကောင်းစီကဧပြီလ2ရက်မှ20ရက်နေ့အထိနဲ့ဧပြီလ21ရက်မှ30ရက်အထိစုစုပေါင်းနှစ်ကြိမ်ယာယီအပြည့်ခတ်ရက်စဲကြောင်းကြေညာခဲ့သည်။ထို့တော်လည်းအပြည့်ရက်စဲကာလတွင်ဆက်ကောင်းစီသည်လေးချောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးတိုက်ခိုက်မှုများကိုဆက်လက်လှုပ်ဆောင်ခဲ့ပြီးငလင်တဲ့ဒေသများပါဝင်ခဲ့သည်ဟု Fortified Rice အဖွဲ့မှယနေ့မေလ2ရက်တွင်ထုတ်ပြန်ထားသည်။ငလင်ဘေးတံကြားရောက်ခဲ့တဲ့စကိုင်းတိုင်းဒေသကတိပင်းရွှေဘုံနဲ့ကဏီမြို့နယ်တို့ကိုဆက်က ောင်စီမှဘုံစဲတိုက်ခိုက်မှုများစွာပြုလုပ်ခဲ့ကြောင်း45 right guard ဆိုသည်အလားတူငလျင်တင်ငယ်သည့်မန္တလေးတိုင်းအိုင်နိုင်ကျေးရွာမှငလျင်တန်တင်သူများကိုစခန်းချရွေးရှားစေကူတာပေးနေသောဘုံတော်ကြီးကြောင့်ဘုံစဲခံခဲ့ရသည်ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ရတားများအပြစ်မှတ်တာတိုက်ခိုက်မှုများမှာကာကွယ်ရန်မြန်မာဆက်ကောင်စီအားလေရင်စင်းနဲ့လက်နက်တင်ပို့မှုကိုပိတ်ဆို့အရေးယူရန်လိုအပ်သည်ဟုလဲ45 right လူအခွင့်ရေးစုံစမ်းစစ်ဆေးရေးတာဝန်ကိုဆိုင်အာဂါကပြောသည် မြန်မာစစ်ကောင်စီရဲ့ဖျားဆုအဖြစ်ခက်ရစဲရအတူရောင်းပါပဲ။ဧပြီလ၂ရက်နေ့ကလေးကစစ်ကောင်စီကငလင်တန်းတင်ဒေတာတွေမှာပါပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့်ကလေးငယ်တွေအပါအဝင်အရတားပြည်သူတွေအသေးပြောက်များခဲ့ရပါတယ်။ဒီတိုက်ခိုက်မှုတွေဟာဆိုရင်လူအသက်နဲ့နိုင်ငံတကာဥပဒေကိုခရုမစိုက်တာကိုပြောင်းပြောင်းတင်းတင်းပဲပြသနေပါတယ်ဟုပြောသည် ဣရန်လ10ရက်မှ19ရက်တွင်လေကြောင်းတိုက်ခိုက်မှု32ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီးဣရန်လ14ရက်နေ့တွင်အများဆုံးစံချိန်တင်ခဲ့ကြောင်းစကိုင်းတိုင်းကနေမြို့နယ်မှာတော်လိုင်းတက်သားတို့ကပြောသည် ဧပြီလ14ရက်နေ့ကတကြံအကြာနေလေးပေးရကြီးပေါ်အဲဒီနေ့ကစုစုပေါင်းကောင်းငင်ကလာတိုက်တာ24ချိန်ရှိတယ်။သူတို့က Jet Fighter တွေနဲ့လာတယ်။ MI35 ရဲ့ Y12 လင်းရဲ့ Yellow Gate UAV drone ရဲ့နောက် Lady နဲ့ဘုံတွေကိုခြားတာရောစုစုပေါင်းနီလန်း5မျိုး၃မျိုးတိုက်တာမနက်9နာရီခွဲကစာပြီးလာတိုက်တာမနက်10နာရီခွဲထိလည်းမရက်ဘူး။ဘုံမိုးရွာနေသလိုပဲသူတို့မှဘေးကိုပြစ်မှတ်ထားတိုက်မယ်ဆိုတာလေရှေ့ပုံမပေါ်ဘူး။ဒီတိုင်းဘုံတွေကိုမိုးရွာသလိုကိုကျဲခြားတာဟုပြောသည်။ အပြင်ခက်ရစဲကြောင့်ကျင်းညာသည့်ဧရလနယ်ရဲနေကရင်မှစတင်ပြီးတိုင်းခိုက်မှုပေါင်း120ကျော်ပြုလုပ်ခဲ့သည်ဟုကုလသမဂ္ဂလူ့အခွင့်အရေးရုံးကသတင်းထုတ်ပြန်ထားသည်အဆိုပါတိုက်ခိုက်မှုများကြောင့်မကြသေးမီကငလင်တန်းကြောင့်ပျက်စီးဆုံးရှုံးထိုင်ရသည့်ဒေသများအပေါင်းဝင်မြန်မာနိုင်ငံတွင်ရှိမြို့နယ်ပေါင်း52ခုတမနေထိခိုက်ပျက်စီးခဲ့ကြောင်းဆိုသည်မြန်မာနိုင်ငံဆိုင်ရာလူအခွင့်ရေးအခြေအနေဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် Tour Entry Ebrela ဆယ်ရည်နေထုတ်ပြန်ချက်တွင် အန်ဝါစရာကောင်းစွာနဲ့မြန်မာစစ်ကောင်စီက၎င်း၏ကိုပိုင်အဖြစ်ခက်ရစဲသဘောတူညီချက်ကိုချိုးဖောက်ဖို့ရွေးချယ်ခဲ့ပြီးဆုံးဝတဲ့ရလဒ်တွေဖြစ်ပေါ်စေခဲ့တဲ့တိုက်ခိုက်မှုအသစ်များစွာကိုပြုလုပ်ခဲ့ပါတယ်ဟုပြောသည်။လုံခြုံရေးကောင်စီနေအဖြစ်လဲမြန်မာနိုင်ငံတွင်ဖြစ်ပွားနေသောပဋိပက္ခများတွင်ပါဝင်နေသည့်အဖွဲ့အစည်းများအဖြစ်ခက်ရစဲရန်နှင့်လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကယ်ဆယ်ရေးလုပ်ငန်းများကိုအဟံတားဖြစ်စေသောစစ်ကောင်စီအမြန်ဆုံးရတရန်တောင်းဆိုမည်ဆုံးဖြတ်ချက်တစ်ခုအားအမြန်ဆုံးစဉ်းစားရမည်ဟုတ Andrew Gasoli, 45 rise မှာကိုဆိုင်အာဂါကငလျင်ပေအတွင်မှာမြန်မာစစ်ကောင်စီအနေနဲ့အရက်သားတွေကိုဆက်လက်တိုက်ခိုက်နေတာဟာလုံအောင်ဥပဒေမဲ့လုပ်ရတွေပါပဲနိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့နောက်ထပ်အသက်တွေထပ်မဆုံးရှုံးရခင်မှာစစ်ကောင်စီရဲ့လက်နက်နဲ့လေကြောင်းလောင်စာစီရိုင်းရုံတုံပြုခွင့်ရှိနေတာတွေကိုရပ်တန့်မှုပြည့်ပြည့်တသားဆောင်ရွက်ရပါမယ်ဟုပြောသည်စစ်ဥပဒေများတွင်ဖော်ပြထားသည်မှာပဏိပခါတွင်ပါဝင်သောအဖွဲ့အစည်းများသည်အရက်သားများအရက်သားပိုင်းအရာဝတ်ထုများစစ်ဘက်ဆိုင်ရာရည်ရွယ်ချက်ဖြင့်အသုံးပြုခြင်းမရှိသောအိမ်များနှင့်စေယုံများ များကဲ့သို့နှင့်တိုက်ခိုက်ရေးသမားများစစ်ဘက်ဆိုင်ရာရည်ရွယ်ချက်များကြားခွဲခြားမှုရှိစေရန်လိုအပ်ကြောင်းသိရသည်စစ်အုပ်ရေးများအရာအရက်သားများနှင့်အရက်ဘက်အရာဝတ္ထုများကိုပြင့်မှတ်ထားသည့်တိုက်ရိုက်တိုက်ခိုက်မှုများနှင့်စစ်ဘက်အရက်ဘက်ခွဲခြားခြင်းမရှိတိုက်ခိုက်မှုများကိုတီလင်းတားမြစ်ထားပြီးချိုးဖောက်မှုများကိုလည်းစစ်ရာဇဝတ်မှုအဖြစ်တရားစွဲနိုင်သည် ဆလဘီကျောက်ထုတိုင်နယ်တွင်စစ်တပ်ကလေယာဉ်နှစီးဖြင့်ပုံကျဲတိုက်ခိုက်ဆွေးနွေးတဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းစောမြို့နယ်ကျောက်ထုတိုင်နယ်တွင်အစံဘတ်စစ်တပ်ကလေယာဉ်နှစီးဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းရှော်လန်တန်မှကိုပါကောင်ကရှန်ကုန်ခေတ်တရင်ဌာနထံသို့ပြောဆိုသည်။ရှမန်နေမေလာတရက်နေ့ည09:50မိနစ်ခန့်တွင်အစံဘတ်စစ်တပ်တရက်ဦးလေးစိမ်းမှတက်လာသော YK-130 Jet Fighter တစ်စီးနှင့် မိတီလာရှန်တဲလီဇက်မှတက်လာသော MiG 20 Fighter Fighter 30တို့ဖြင့်စောမျိုးနှင့်ကြောက်ထုတ်တိုက်နှင့်တွင်ကိုဘုံကျဲတိုက်ခိုက်ခဲ့ပြီးပြည်သူလူထုထိခိုက်မှုမရှိကြောင်းသိရှိရသည်။ လေကြောင်းကနေပုံကျဲသွားတာကထိခိုက်မှုတော့မရှိပါဘူးဖုန်းလိုင်းတွေလည်းပြတ်နေတော့ဆက်သွယ်ရေးကအရန်ခက်ခဲနေပါတယ်ဟုရုံးလင်းတမကိုပါကောင်ကရှန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောကြားသည်လက်ရှိရပိုင်းတွင်စံဖက်ဆက်ကောင်စီတကရောနေဒေတာကိုဖုန်းလိုင်းများဖြင့်ပြတ်တောက်ကနိုင်စင်ရက်ဆက်လေကြောင်းဖြင့်ပုံကျဲတိုက်ခတ်မှုလို့ဆောင်လျက်ရှိပြီးမိဘပြည်သူများအနေဖြင့်လေကြောင်းရန်ကောက်ရေးနီလန်းများကိုလိုက်နာကြပါရန်နှင့်ဘုံခိုကျင်းများတူထားကြရန်တော်လိုင်းအင်အားစုများကတိုက်တွန်းထားသည်